ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီဟာလေးနဲ့ကျွန်တော်ကိုယ့်အကိုဗီဒီယိုရိုက်ကြည့်မှာပဲဖြစ်ပါတယ်ဘယ်လိုရိုက်ကြည့်မှာလဲဆိုတော့ဒီထဲကိုဖုံးထည့်ပြီးမှဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးရိုက်ကြည့်မှာပဲဖြစ်ပါတယ်တစ်ချက်ကျွန်တော်လည်းတူလိုက်ကြည့်ပေးပါဘောနော်အဲဒီကောင်လေးကဒီဖုန်းကိုဒီကြားထဲမှာထည့်မယ်ပေါ့နော်ဖုန်းကိုဒီကြားထဲမှာအဲထည့်ပြီးမှဒီမျိုးပေါ့နော် ုံးကိုဒီလိုမျိုးထည့်ပြီးမှဒီကောင်လေးကိုဒီဖိလိုက်ရုံပဲပေါ့နော်အဲဆိုရင်ဒီကောင်လေးဒီလိုမျိုးပုံစံလေးဖြစ်သွားတာပေါ့နော်ဒီလိုလေးပေါ့နော်ဒါတော့ဒီရိုက်ပေးတဲ့သူမရှိပဲနဲ့ကိုယ့်အကိုအဲဖုန်းလေးနဲ့အဲဗီဒီယိုရိုက်ချင်တဲ့သူတွေတက်ကိုကျွန်တော်ပြောပြရတာပေါ့နော်ကျွန်တော်ကလည်းအဲကိုယ့်အကိုရိုက်တာပဲဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တရားလေးကိုကျွန်တော်စမ်းကြည့်နေတာပေါ့နော် ီးတော့ဒီកောင်ရဲ့အာတာချက်တစ်ခုကပါလဲဆိုတော့အဲဒီកောင်လေးပေါ့နော်ဒီកောင်လေး ਨੇ အဲထဲပြီးမှရိုက်လေးရတယ်ပေါ့နော်တကယ်လို့ကိုကမောင်တဲ့နေရာတွေမှာကိုကဒီကောင်လေး ਨੇ ထဲပြီးမှရိုက်တယ်ဆိုရင်လည်းအဆင်ပြေမယ်ပေါ့နော်အေးတခြားနေရာတွေကဒီလိုမျိုး lighting တွေပါတယ်အဲတွားထိုးပြီးမှဒီတခါလဲအဲ့လိုမျိုးအလုပ်ရှုပ်နေဆရာလည်းမလို့ပေါ့နော်ဒီကောင်လေးကဒီ digital ကထုတ်ထားတဲ့ဒီအဲ lighting အသေးလေးပေါ့နော်ဒါတော့ battery twin ထားယူမှာပဲအဲ့လေးပေါ့နော်ဒီမျိုးလေးသူကအယောင်လဲပြောင်းလို့ရတယ်ပေါ့နော်အဲ့ ဒါလေးပေါ့နော်ဒီလိုမျိုးလေးပုံစံဒီဒီဟာလေးကိုဒီပေါ်တက်ပြီးမှဒီလိုမျိုးလေးပုံစံရိုက်ရိုက်မယ်ပေါ့နော်အကိုကဒါမျိုးလေးခြင်ပြီးမှအဲဒီမျိုးရိုက်ကြည့်မယ်ပေါ့နော်တကယ်လို့အဆင်ပြေတယ်ဆိုရင်လည်းအဲဒီခါလေးရိုက်ရင်ကိုယ့်ကိုရိုက်ဆရာတွေပါရှိတယ်ဆိုရင်ဒီတိုင်းပဲ plot တွေပါရိုက်လို့ရတယ်ပေါ့နော်ဒါမျိုးလေးပေါ့နော်ဟုတ်ကဲ့ဒါလေးစမ်းကြည့်မယ်ပေါ့နော်တစ်ချက်ကျွန်တော်နဲ့အတူလိုက်ခဲ့ပါအခုကတော့ကျွန်တော်ရဲ့ဒီကိုလောင်ထဲမှာကျွန်တော်ရောက်နေပေါ့နော် ကိုတော်နဲ့ဆိုင်တဲ့ဒီတက်ဆက်သေးပဲဗောနော်တက်ဆက်သေးပါပဲဒါတော့ကျွန်တော်ဒီဖုန်းကလစ်နဲ့ဘလိုခေါ်မလဲဖုန်းဖုန်းကလစ်နဲ့ကျွန်တော်စားနေပါဗောနော်အဆင်ပြေမလားဗောနော်အာကျွန်တော်ဆယ်ဖီကင်မရာနဲ့ရရင်အာဖိုကတ်ဝင်မဝင်ကြည့်လို့လို့ရရဲဒါပေမဲ့ဆယ်ဖီကင်မရာနဲ့ရမယ်ဆိုရင်သူကဒီဗီဒီယိုရဲ့ ဘယ် solution ကနည်းနည်းကြားတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီအရှိကင်မရာနဲ့ရိုက်နေရပဲဖြစ်ပါတယ်ဟိုအနေထားလေးပေါ့နော်ဒီ phone click ကအကောင်းလဲဆိုတော့သူကဒီ lighting လေးတစ်ခုပေါ့နော် lighting လေးတစ်ခုဒီ phone click အပေါ်မှာထည့်ပြီးမှအဲ့လိုမျိုးရိုက်လို့ရတယ်အဲဒီ lighting ပဲမဟုတ်ဘဲနဲ့ဒီအဲ mac mac device ရှိနေအမျိုးပေါ့နော်အဲ short cam mac ရှော့ကမ်မက်လေးတွေပါလေးရှိရင်လည်းအဲ့မျိုးထည့်ပြီးမှရိုက်လို့ရတယ်ပေါ့နော်အဲဒါတော့ဒီတိုင်းပဲကျွန်တော်ပြောတာကျွန်တော်ဒီကျွန်တော်စမ်းကြည့်တာပေါ့နော်ခါကြီးကျရင်ကျွန်တော်ကဒီအဲရိုက်ပေးတဲ့လူအားလည်းမရှိဘူးနော်ပြီးတော့လည်းဒီကိုကိုပြန်ရိုက်တာတော့ပိုကောင်းတယ်သူများကိုရိုက်ပေးတဲ့ချိန်မှာဒီအစင်တိတ်မပြေဘူးနော်ကျွန်တော်တက်ကျွန်တော်ဒီတိုင်းပဲကိုကကိုရိုက်ကြည့်ရအောင်နော်အဲဒါတော့ကျွန်တော်စမ်းရကြည့်ရအောင်နော် ီပစ္စည်းတွေကိုဘယ်လိုထားရလဲဗောနော်အဲတချို့ကျကျွန်တော်မေးတာတွေရှိတယ်အဲကြောင့်မို့ကျွန်တော်ဘယ်လိုထားလဲဆိုတာအဲဒီလိုတွေထားရတယ်ဗောနော်အဲအပေါ်မှာလည်းအကုန်လုံးကြီးထားလို့အဆင်ပြေဘူးအဲဒီမှာကြည့်လိုက်ဗောနော်ကျွန်တော်ဒီဆက်ကူလေးတို့ပါလို့ဆိုရင် तू ကအဲအောက်မှာထားမယ်ဆိုရင် तू ကအဆင်ပြေဗောနော်ကြာကြာထားမယ်ဆိုရင်အဆင်မပြေအဲကြောင့်မို့ကျွန်တော်အဲ့လိုမျိုးခုံပေါ်မှာကျွန်တော်ထားထားပဲဖြစ်ပါတယ်အချွေတွေပါရတော့သူကလည်းသူကလည်းသူအဲအကြိုင်းမထားရင်တော့အောက်မှာထားလို့ရပါလေ တချို့ no ပစ္စည်းတို့ဘာလို့ကြောက်ဒီအဲအောက်မှာဒီအဲ့မျိုးခုံပေါ်မှာမထားနိုင်လို့ဆိုရင်အောက်မှာကြက်ဖာဖြစ်ဖြော့ချက်ဖြစ်ဖြစ်အဲ့မျိုးခံမထားဘူးเนาะဒါတော့ဒီဂုံစုံရောင်းနေတဲ့ဒီတိုင်းအဲကြည့်ပါလေကျွန်တော်သူသူကြီးပြောစရာလည်းမလိုဘူးเนาะကိုဒီကားဖြင့်ကျွန်တော်ဒီဖုန်းကလစ်ကိုကျွန်တော်ဆန်းနေတာပြီးတော့ဒီအရှိဖုန်းရဲ့အရှိကင်မရာကျွန်တော်ရိုက်တာပေါ့နော်ဒီ selfie ကင်မရာရိုက်ရမယ်ဆိုရင်ဗီဒီယိုရဲ့ quality ကနည်းနည်းကျမယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီတိုင်းပဲ အဲအရှိကံလာရတဲ့ရပါဘောနော်အဲ့တော့အဆင်ပြေတာအနေထားဘလိုလဲဘောနော်အဲကြည့်ကြည့်အောင်ဘောနော်ဒါလည်းတော့ကျွန်တော်ရဲ့ကိုယ်တော်လည်းပဲဒီဆိုင်နဲ့သက်သက်သေးပဲပေါ့ကျွန်တော်တော့ဒီလက်လီဆိုင်လေးပဲဆိုတော့ပစ္စည်းတွေလည်းအလောက်ကြီးတယ်မများဘူးနည်းတယ်ဆိုတော့လည်းအလောက်ကြီးလည်းမနည်းဘူးเนาะဒီအိမ်ဆိုင်လေးဆိုပေမဲ့အဲရောင်းတော့နည်းနည်းရောင်းရပါတယ် တိုင်းကျွန်တော်ထားပါဘောနော်မုံမုံဖားလေးပါတိုင်းကျွန်တော်ထားပါတယ်ဟုတ်ပြီကြည့်ရတာအဆင်ပြေလားဘောနော်ခုနကကျွန်တော်ဒီလိုမျိုးလေးနဲ့ပဲကျွန်တော်ရိုက်ရိုက်လိုက်တာဘောနော်ကျွန်တော်ဒီလိုမျိုးလေးနဲ့ပဲဟိုကိုဒီမျိုးရိုက်လိုက်တာပဲဖြစ်ပါတယ်တကယ်လို့ကို့မှာဒီလိုမျိုး ဖုန်းထဲတဲ့ဟာလေးရှိတယ်ဆိုရင်ကို့ကိုအဲ့လိုမျိုးရိုက်လို့ရပါတယ်ပြီးတော့လဲဒီကောင်ရဲ့အားလာချက်ကဒီအပေါ်မှာကျွန်တော်ဒီလိုမျိုးလိုက်တင်လေးထဲလို့ရတယ်ဘောနော်အမှန်ဆိုရင်ကျွန်တော်ဒီ ကမ်ဘယ်လေးနဲ့ကျွန်တော်ရိုက်လို့ရတယ်ဒါပေမဲ့ကမ်ဘယ်ကတော်တော်ဆယ်ကျွန်တော်ရဲ့ကမ်ဘယ်ကဒီလိုမျိုး lighting တွေထဲလို့များပါဘောเนาะအဲကြောင့်မလို့ဒီလိုမျိုး move video တွေပါရိုက်မယ်ဆိုရင်ဒီ lighting တွေပါတိတ် lighting တွေပါထိုးဖို့အဆင်မပြေတဲ့အတွက်အဲအဲကြောင့်မလို့ဒီကောင်လေးကိုအဲကျွန်တော်ထည့်ပြီးမှအဲအဲ့လိုမျိုးရိုက်တာပေါ့เนาะဒါပေမဲ့အတန် quality ကကျွန်တော်ဖုန်းမှာပါတဲ့ဒီ mac နဲ့ပဲကျွန်တော်တုံးတာပေါ့เนาะဒါခါလဲအဲ့လိုမျိုးဖုန်းမှာပါတဲ့ mac နဲ့ပဲကျွန်တော်တုံးလိုက်တာ အတန် quality ကို အတက်နိုင်ဆုံးကောင်းအောင်လို့ကျွန်တော်လုပ်ထားတယ်အဲ့ဒီလုပ်တဲ့ပုံစံလေးကိုလည်းကျွန်တော်တစ်ချက်အဲပြောပြပေးမယ်ပေါ့နော် အရင်ဆုံးအတန် quality ကိုဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတော့ကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုတွေကိုအတစ်အရင်ဆုံးလုပ်ပါတယ်ပြီးတော့မှကျွန်တော်ဒီ MP4 to MP3 ဆိုတဲ့ဒီ Google ထဲမှာရှိတဲ့ဒီ website တခုထဲကိုကျွန်တော်ဝင်သွားပြီးမှအဲ MP4 နဲ့ MP3 အရင်ပြောင်းလိုက်တယ်ပေါ့နော်အဲရလာတဲ့ MP3 file လေးကိုကျွန်တော်ကဒီ Adobe Pocket ဆိုတဲ့ website ထဲကိုတွားတယ် တွားပြီးမှအဲ့လိုမျိုးအတန်ကိုပြန်စစ်ထုတ်လိုက်တယ်ပေါ့နော်အဲဒီညမှာတကယ်လို့ကို့မှာဒီလိုမျိုး Mac တွေပါရင်မရှိဘူးဆိုလည်းအဲ့လိုမျိုးလှုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြချင်တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့ကျွန်တော်လည်းဒီလိုမျိုးဖုန်းလေးနဲ့ပဲ플로ရိုက်တာဖြစ်တဲ့အတွက်အဲကျွန်တော်ရတကယ်ရှင်းနေလဲတကယ်လို့ဒီလိုမျိုးဖုန်းနဲ့플로ရိုက်တဲ့တူဆိုရင်တော့ဒီအချင်းချင်းကျွန်တော်လုပ်တဲ့ပုံစံလေးတွေကိုကျွန်တော် sharing လုပ်ပေးတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ် see you in the next video bye bye